ဒီနေ့တိုက်ဆိုင်တာလေးတခုပြောပြမယ်နော်။လေစာတင်ချိန်ပြီးလို့ကျောင်းကနေပြီးတော့အစာကိုပြန်လာတဲ့လမ်းမှာဖန်ကားပင်ကြီးတပင်ကအသီးတွေနဲ့အများကြီးပဲရှိရဲခိုင်းတခိုင်းကကျိုးကြနေအောင်တွေ့ရ။တွေ့တော့စောပိုင်းကတော့အော်ဒီတိုင်းပဲကျော်သွားတာပေါ့။ကျော်သွားရင်းနဲ့တွေးနေတွေးနေဖေရိုမီတို့သွားပြီးတတိယမိရ။ ဖေတို့မေတို့ကသွေးတို့တို့စီးချိုတို့ရှိတော့အဲဖန်ကားသီးကိုအမြဲတမ်းဟိုစေးပြစ်ဝါပြစ်စားနေကြစားပြစ်ကြအဲကြတော့ကိုရေဖေတို့မေတို့စီသွားပြီးဆိုရင်လည်းဖန်ကားသီးကိုဟိုမရမကရှာပြီးတော့စို့ပြီးတော့လင်မယားနှစ်ယောက်ရှာစို့ပြီးတော့တည်ကြတာတည်ပြီးသွားတာဖေတို့မေတို့စီအဲ့လိုဆိုတော့အခုလဲဖန်ကားသီးတွေနဲ့အခိုင်းကြီးကျိုးနာအောင်မြင်တော့စိတ်ကမနေနိုင်ဘူးအရန်စွတ်ချင်တယ်အာနဲ့ပြန်ပြီးတော့ အဲခိုင်းကနေပြီးတော့အသီးတွေကိုစွတ်စွတ်ပြီးတော့ကြောင်းကနေလွယ်ထဲကြောင်းလွယ်ထဲကိုထည့်လာခဲ့ရအများကြီးပဲရခဲ့တယ်ဒီမှာတပြီသားလောက်ရမယ်နဲ့တူတယ်အဲနဲ့အမေကိုဖုံးဆက်ပြီးမေးကြည့်အမေဖန်ကားကြီးရတမီတော့စွတ်လာခဲ့တာအာဘာလို့ရမှာလဲမသိဘူးလို့ဆိုတော့အမေကတမီရဲ့စားရည်လေးစိန်ထားလိုက်တဲ့အဲ့လိုပြောဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ အဲ့နဲ့အဲဘောနော်ဖန်ကားသီးကြီးကိုဘယ်လိုလှုပ်ရှားလို့ရမလဲဖန်ကားသီးကဘာတွေအသုံးဝင်လဲမသိဘူးရှာလေးရှာပြီးတော့ဖတ်ကြည့်အောင်မယ်ဆိုပြီးတော့ရှာရှာပြီးဖတ်ကြည့်ရအဲ့လိုရှာရှာဖတ်ကြည့်တော့မှဖန်ကားသီးကဟိုအရန်ကိုစိဘဝင်တဲ့အတီတစ်မျိုးဆိုတာကိုတွေ့ရတယ်အဓိကပြောချင်တာကတော့ဘောနော်ကိုနဲ့တိုက်ဆိုင်နေတာကတော့ဒီအစာအိမ်နဲ့ပတ်သက်တဲ့ဟိုကောင်းမွန်တဲ့အချက်တွေပေါ့ ဖြစ်ချင်တော့ကိုကမနေ့ကဟိုအစာရင်ရောင်းတာကိုမတိဘဲနဲ့ဒီကျဟင်းကားကြီးကျော်ကိုသွားစားမိတာအဲ့ဒီမှာအစာမကြေဖြစ်ဟောပြန်အန်နေထိုင်မကောင်းနေဖြစ်ပြီးတော့အဲ့ဒီနေ့မှာစံပြုတ်တောက်နေရတာအဲ့နဲ့ခုဖန်ကားကြီးရလာတော့လေဖန်ကားကြီးကိုမစားရဲဘူးပေါ့ဟိုကဒီဖန်ကားကြီးစားလိုက်ဖန်ကားကြီးကဟိုချုပ်တာလားမသိဘူးအစာရင်နဲ့တဲ့ပါမလားမသိဘူးအဲ့လိုမျိုးပဲကိုစိုးရင်ပြီးမစားရဲဘူး ။နမစာရှာဖတ်ကြည့်တော့မှဒီမှာဖန်ကားသီးရတဲ့။ပုံမှန်စာသုံးခြင်းအဖြစ်အစာချေမှုကိုမြင့်တင်ပေးရုံမကဥနှင်းသက်ဆိုင်သောယောဂမှန်မဖြစ်ကာကွယ်ပေးသည်ရဲ့နေ့စဉ်စာသုံးသောအစာဤအာဟာရဆုပ်ယူမှုကိုမြင့်တင်ပေးနိုင်သည်တဲ့။ဝမ်းပြတ်ဝမ်းလျှော်ဝမ်းကြိုက်တာတွေကိုတတ်တာစီပြီးဝမ်းမှန်စီပါတယ်တဲ့။အစာအိမ်နာကိုတတ်တာစီတယ်တဲ့။ ဖန်ကားသီးကိုစားသုံးခြင်းဖြင့်အစာရင်ရောင်ရွက်မှုကိုကာကွယ်ပေးတဲ့အကြည့်ချွဲများကိုထုတ်လုပ်ပေးနိုင်သောကြောင့်အစာရင်အချင်းပမှုကိုလျော့နည်းစေကအစာအိမ်အနာသက်သာစေပြီးအစာရင်ရောဂါများကိုကာကွယ်ပေးနိုင်ပါသည် အစာအိမ်ရင်ရောင်တဲ့အခါမှာဖြစ်တဲ့အစာမကျေမှုနဲ့ရင်ကောင်းပူလောင်မှုကိုတတ်တာစေနိုင်ပါသည်တဲ့အရင်တိုက်ဆိုင်တာပဲเนาะကိုရီဖူးတက္ကနိုလော်ဂျီသမားတွေအတွက်ကတော့အစာတီစေဆေးတီအစာဆိုတာကိုအရန်လက်ခံတယ် ူများနိုင်ငံမှာနေရတဲ့သူတွေအတွက်ကတော့ဆေးရုံစည်းကမ်းသွားဖို့ဆိုတာအရန်ခက်ခဲတယ်လေနော်အဲ့လိုဆိုတော့ကြတော့ဒီအစားအသောက်နဲ့ပဲကိုယ့်ရဲ့ကျန်းမာရေးကိုအထူးဂရုစိုက်ရမှာအဲ့လိုဆိုတော့အာဒီဖန်ကားတီးရလဲဩငါ့အတွက်ဒါကောင်းမွန်တဲ့အစားတစ်ခုဖြစ်တာပဲဆိုပြီးတော့အရန်ဝမ်းသာမိရဲ့ဒါပြင်တခြားဖန်ကားတီးရဲ့ဟိုအကျိုးကျေးဇူးတွေကိုလည်းဖက်ပြခြင်းသေးရယ်နော် ဖန်ကားသီးကိုညာတော့အဖြစ်ကိုတို့စားတာနဲ့စားရစိန်စားတာပဲကျမသိရပါတော့။မြဲဒီမှာတော့ဖန်ကားသီးကိုဟိုပြုတ်ပြီးတော့ဖန်ကားသီးပြုတ်ရုံနုံးနဲ့ရောပြီးတော့တိုက်လို့ဆိုင်အရင်မူးတာကိုလည်းပျောက်စေတယ်တဲ့ဖန်ကားသီးအချောင်းမုံနဲ့အုံးစီကိုရောပြီးတော့မီးလောင်ပိုးတွေကိုလိမ့်ပေးလို့ဆိုင်အနာတက်တာစီရယ်ဖန်ကားသီးကိုထုပြီးတော့တညရေစိန်ပြီးထိုးရေချီနဲ့မျက်စီကိုဆေးပေးပါက မျက်စိနာကျင်ကြိုက်ခဲတာကိုလည်းပျောက်စေတယ်တဲ့ဖန်ကားသည်အမှုန့်ကိုကျိတ်ပြီးတော့နိုးနဲ့တောက်ပါကအနာရောဂါပျောက်ကင်း၍အသက်ရှည်စေတယ်တဲ့အများကြီးပါပဲဖန်ကားသည်ရတဲ့သွေးရင်းတခြားဓာတ်ကိုအကောင်းဆုံးထိမ့်ညှိပေးနိုင်တာကြောင့်မလို့စီချိုစီရဲ့သူတွေကစားပေးရတယ်တဲ့စီချိုကကွယ်ဖို့အတွက်လည်းစားသုံးပေးလို့ရတယ်တဲ့နောက်တစ်ခုကဟိုကိုလေးချိန်ကိုထိမ့်ညှိပေးရတဲ့ဖန်ကားသည်ကိုပုံမှန်စားသုံးခြင်းဖြင့်အဝလွန်သူများအတွက်ဝိတ်ချရမှာအလွန်အသုံးဝင်နေတဲ့ မျက်စိအာရုံကိုလည်းကောင်းမွန်စေတယ်။ဖန်ကားသီးကိုစားသုံးခြင်းဖြင့်အမြင်အာရုံကိုကောင်းမွန်စေပါတယ်တဲ့။ဖန်ကားသီးကိုထုပြီးတော့တ냐ရေစိမ်ပြီးအဲ့မျက်စိကိုဆေးပေးလို့ဆိုရင်လည်းဒီမျက်စိနာကျင်ကြိုက်ခဲတာတွေကိုတတ်တာစီရဲမျက်စိအမေးရောင်ခြင်းတွေကိုလည်းတတ်တာစီရဲတဲ့။အပြင်တော့နဲ့ခရင်ရဲ့ကျမ်းမာရေးကိုလည်းသူကကောင်းမွန်စေရဲတဲ့။အဲ့မှာအော်ဖန်ကားသီးရတဲ့သွားနဲ့ခရင်ကိုထိခိုက်စေတဲ့ဗက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးပြီးသွားနဲ့ခရင်ကျန်းမာရေးကိုလည်းကောင်းမွန်စေတဲ့ အဲဖန်ကားသီးကိုစားပေးတာနဲ့ဒီအယိုးစစ်နာကျင်တာတွေကြွက်သားနာကျင်တာတွေအဲ့လိုမျိုးစတဲ့အဲအမျိုးမျိုးသောနာကျင်မှုတွေကိုလည်းတက်တာပျောက်ကင်းစေတယ်တဲ့။သွေးတွင်းကိုလက်စတရောကိုထိန်းညှိပေးရတဲ့။အဲ့လိုမျိုးသွေးတွင်းကိုလက်စတရောတွေကိုထိန်းညှိပေးရမလို့ကျန်းမာရေးအဲနှလုံးကျန်းမာရေးကိုလည်းအများကြီးအထောက်အကူဖြစ်စေရဲ့။အများကြီးပါပဲသူရဲ့အသုံးဝင်မှုတွေရေးထားတာတော့အကုန်လုံးတော့ဖတ်မပြတော့ဘူးပေါ့။ပြီးတော့ ဖန်ကားသီးကိုဒီစားရစိန်စားတာနဲ့တို့စားတာနဲ့ပြင်ဘယ်လိုလှုပ်စားလို့ရပါသေးတယ်ဆိုတာကိုလည်းဟိုပြောပြပေးကြပါအောင်เนาะကျေးဇူးများကြီးတင်ပါတယ်ရှင်